ဒီနေ့မှတင်ဆက်ပေးခြင်းတာတော့စာရေးသူဝန်တန်ဖြိုးလန့်ရေးသားထားတဲ့တရေပြီးတော့ဖူးစာဆိုတဲ့ဇာလံကိုတင်ဆက်ပေးခြင်းပါတယ်။ဟုတ်ကဲ့ဒီနေ့ရဲ့ဇာလံကိုတော့ကျွန်တော်နေလင်းကတင်ဆက်ပေးသွားမှာပါ။အခုလိုခြောက်ခြောက်ခြားခြားဇာလံတွေအများကြီးကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်သွားပေးပါအောင်ဗျာ။ဗီဒီယိုအစ်တင်နေမှာသိရှိရဖို့လည်းဘေးနားကနိုဒီခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအောင်ဗျာ။ရှင်နိုင်ညနေကျရင်ကြော်လေးတို့အိမ်သွားရအောင်ကွာ။သူ့ဖွာဆုံးသွားပြီတဲ့။အေးသွားမယ်လေ။ ဒါနဲ့သူ့ဖွားကဘယ်တော့ချမှာလဲကွာအမ်မနေ့ရှင်းနိုင်လောက်ကဆုံးတာဆိုတော့တုံးရလောက်တော့ထားမယ်ထင်နေကွာတငယ်ချင်းဖြစ်သူကြုံလေးရဲ့ဖွားဆုံးတာကိုရန်နိုင်မနေ့တဲကအိမ်မှာအမေပြောတဲ့အကြောင်းမိပါတယ်အခုလေတီးဆိုင်မှာထိုင်ရင်းနေစုံနေကြတငယ်ချင်းတွေဖြစ်တဲ့ရန်နိုင်ကြော်လေးနဲ့ဇော်ကြီးတို့အုံရောက်မှာတော့ကြော်လေးမလာတာကြောင့်ဇော်ကြီးကတတိပေးလိုက်မှရန်နိုင်ကတတိရမိပါတယ်ဒီကောင်တော့အမွေရရပြီနဲ့တူတယ်ကွာအေးကွာ သူ့ဖွားစီကအမွေပဲရမလားဘာပဲရမလားတော့မသိဘူးကွာအေးပါကွာသူများကိုပြောထားမင်းပါရောဘယ်တော့အမွေပေးမှလဲကွာစော်ကြီးပါကမုတ်စိတ်မွေအရှိထားတာကိုရည်ရွယ်လိုက်တာပါစော်ကြီးရောရန်ထဲမှာနှစ်ယောက်သားရည်မိသွားပါလေကဲငါပြန်တော့မယ်ကွာမင်းကြံငယ်ဦးမလားရန်နိုင်ကပြောလေပြော ထားလေထားလိုက်ပါလေဟောငါလေးပြန်မှာဘောကွာစော်ကြီးလည်းလိုက်ပြီးနောက်ကထားလာပါလေရန်နိုင် ဒါလေးတော့ရှင်းပြုံးလေကွာဟာမနေ့ကငါရှင်းတယ်လေကွာဟောဒီနေ့တော့မင်းရှင်းတော့ဘောကွာငါပတ်စံတောင်းလို့မရလို့ကွာဖေအောင်မင်းနင်းနေများလာပြီနော်လို့ပါကွာမင်းကလေဒီတခါလေးပါကွာညကြရင်ငါတိုက်မယ်ကွာဟမ်ရှင်းနိုင်လေမတက်နိုင်တော့ပါဘူးသူပဲရှင်းပေးလိုက်ရပါတယ်တကယ်ချင်းရင်ဖြစ်နေလို့မနေနိုင်တာလေပါပါတယ်ရှင်းနိုင်စိုးကြီးကျော်လီတို့အုံယောက်ထဲမှာတော့တငယ်တန်းလေးကအခုတက်ကတော်ចောင်းသားဘဝအထိ လက်တွဲလာခဲ့ကြတဲ့ပြောမနာဆိုမနာတငယ်ချင်းတွေပါတယောက်ဆိုသမျှအကျန်တဲ့နှစ်ယောက်ကခံရမြဲပါတယောက်ကမှလည်းဘွေမယူကြပါဘူးပြီးတော့ကွာညကြမင်းရှင်းရမယ်နော်ငါပတ်စံတပြားမှယူမလာဘူးနော်ဟေးအောင်အေးပါကွာစိတ်ချရန်တိုင်းလေတီးဖို့ကိုရှင်းလိုက်ပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်စနေနေ့ဖြစ်တာကြောင့်ကြောင်းသွားစရာမလိုပါဘူးအိမ်မှာပဲရောင်ပေရောင်ပေဖြစ်နေတဲ့ရန်တိုင်းကိုသူ့ရဲ့အမိကဒါမင်းကြော်လေးအိမ်ကိုမသွားဘူးလားကူလုတ်ပေးလိုက်အောင်လေ ညနေဟိုကောင်နဲ့ချင်းထားတယ်မေမေညနေသွားလိုက်မယ်ဟဲမနက်ပိုင်းလှုပ်စရာရှိတာတော့ကူလို့ပေးအောင်ပေါ့ဟဲနေ့တငယ်ချင်းကြော်လေးအခုလောက်ဆိုသူ့အဖွာအာသူပါအတွက်အလုပ်တွေရှုံနေရောပေါ့သွားကူလိုက်ကြပါသားရဲ့ဟုတ်တော့ဟုတ်ပါတယ်ညနေမှာသွားရင်တော့ဘာမှလှုပ်စရာမရှိတော့ပါဘူးအာသူပါအိမ်သွားတာဒီတိုင်းငုတ်တုတ်တိုင်းရင်နွေးချမ်းတောက်ပြီးတော့ကွာစီလေးစားလိုက်အတင်းလေးတုပ်လိုက်ရင်မရအဖက်မရပြောပြီးပြန်မလာချင်ရင်တော့တခုခုကူလို့ဖို့တင်ပါတယ်ဟုတ်ကဲ့မေမေ ဒါဆိုလေဇော်ကြီးကိုခေါ်ပြီးတော့အခုပဲသွားလိုက်မယ်။အေးအေးမေမေတော့နေ့ခင်းမှလာတော့မယ်လို့မတန်းကိုပြောလိုက်အောင်။မတန်းဆိုတာကတော့ကျော်လေးရဲ့အမေပါ။အခုဆုံးတာကအန်တီမတန်းရဲ့အမေပါ။ရန်တိုင်းလေဇော်ကြီးကိုခေါ်ဖို့ထွက်လာခဲ့ပါလေ။ဇော်ကြီးကရန်တိုင်းတို့အိမ်နဲ့တအိမ်ပဲခြားတာပါ။ကျော်လေးရဲ့အိမ်ကတော့နောက်လန်းထဲမှာဖြစ်ပြီးနင်းနေအလန့်ဝေးပြီးတော့ဇော်ကြီးတို့ရဲ့အိမ်ရှိကိုရောက်တော့ဇော်ကြီးဇော်ကြီးတားရန်တိုင်းမင်းတကယ်ချင်းအိမ်သာတက်နေတယ်လာလီကွယ်။ ဇော်ကြီးရဲ့အမေကအိမ်မောဝကိုထွက်လာပြီးပြန်ပြေးလာကြောင်းအော်ဟုတ်ကဲ့အန်ဒီကျော်လေးတို့အိမ်ကိုသွားကုန်မလို့ဒီကောင်ကိုလာခေါ်တာခေါ်သွားခေါ်သွားအန်ဒီတို့နေ့ခင်းမှပဲလာတော့မယ်ဟုတ်ကဲ့ဟုတ်ကဲ့တောင်းမိမိရောသွားမှာလားသွားမှာလေအန်ဒီအခုမိဖို့ကြောင့်ဝင်နေလို့နေခင်းတော့တော့သွားမယ်ထင်နေအော်အေးအေးသူနဲ့ကြောင်းမှအတူတူသွားတော့မယ်ဟုတ်ကဲ့ဟိုဒါဟိုကောင်ကိုဝင်ခေါ်လိုက်အောင်မယ်အန်ဒီအေးပါအေးပါအိမ်သာထဲမှာသွားသွား ကြာလာနေပြီထွက်မလာသေးဘူး။ရန်နိုင်တိလိုက်ပါပြီ။အိမ်သာထဲမှာဒီကောင်တလောက်ကြာနေရင်တော့စိတ်လေးခိုးတောင့်နေတာပါ။ဇော်ကြီးတို့အိမ်ကနည်းနည်းရှိပါတယ်။မိဖို့ကြောင့်လည်းကိုဝင်သားပြီးတော့အိမ်သာတကားဝမှာရန်နိုင်ကရက်လိုက်ပြီးတကားကိုလက်တဲနဲ့ကုတ်ချလိုက်ပါတယ်။ဇော်ကြီးလည်းစိတ်လေးတောင့်ရင်နဲ့အိမ်သာတကားကြားကနေအတန်ကြားလိုက်တာကြောင့်လန်သွားပါတယ်။ဟာဘာလုပ်လဲကွာ။ဇော်ကြီးမျက်လုံးပြူသွားပါတယ်။အိမ်ကကြောင်လည်းမဖြစ်နိုင်ပါဘူး။အခုကြားနေရတဲ့အတန်ကလူတည့်ရဲ့စာလောက်မြင်နေအမြင့်ကပါ။ ဘသူလဲလို့မင်းနေတယ်လေအတန်ကပူကျဲလာပြီးတော့ပူပြီးတော့ကျန်းလာတယ်လို့လည်းထင်ရပါတယ်ဇော်ကြီးလည်းခေါင်းနှံကြီးလာပြီးတော့ချူးတွေလည်းပြန်လာပါတယ်ပူပြီးဆိုးလာပြီးတော့တကားကိုပါဆွဲလိုက်တယ်လို့ဖြစ်နေပါတယ်အဲ့ဒီမှာချက်ထိုးထားတဲ့တကားကဟာစီဟာစီဖြစ်သွားပါတယ်ဒီခါမှာဇော်ကြီးလည်းကြောချမ်းလာပြီးတော့မနေနိုင်တော့ပါဘူးအမေမေပြန်ထူးတယ်မကြားရပါဘူးအမေကအင်ရှင်းမှာဖြစ်နေတာကြောင့်ခေါ်တာကိုမကြားရတာထင်ပါတယ်ဒါပေမဲ့ ်တကားကအတန်ကတော့ကြားနေရတော့မှာဟာဒါတဲချောက်တာလားမသိဘူးအဲ့ဒီလိုတွေးလိုက်တော့မှပို့ပြီးတော့ကြောက်လာခဲ့ပါတယ်ဆက်မနေရဲတော့တာနဲ့စလေးတို့ကိုအင်သာကွက်ထဲပြစ်ထည့်လိုက်ပြီးတော့မတ်တက်ရဲလိုက်ပါတယ်ပြီးတော့တကားကိုဖွင့်ရနိုးမဖွင့်ရနိုးနဲ့ဝေခွဲမရဖြစ်နေပါတယ်ဒီထဲမှာလည်းဆက်ပြီးတော့မနေချင်တော့ပါဘူးဒါပေမဲ့တကားဖွင့်လိုက်ရင်လည်းတကားဝမှာမဟုတ်ကဟုတ်ကမြင်ရမှလည်းစိုးနေပါတယ်နောက်ဆုံးတော့ဖြစ်ချင်ရဖြစ်ဆိုတဲ့သဘောနဲ့ချက်ကိုဖြုတ်လိုက်ပြီး တကားကိုဖွင့်ချလိုက်ပါတယ်။အာရန်နိုင်နဲ့ဇော်ကြီးကတယောက်မျက်နှာတယောက်ကြည့်ပြီးနေလိုက်ပါတယ်။ဇော်ကြီးကလှမ်းဟော်တာပါ။ရန်နိုင်ကတော့ဇော်ကြီးကိုတမင်စပြီးអော်လိုက်တာပါ။ဟာကွာဘာလုပ်တာလဲကွာလှမ်းလိုက်တာ။ဇော်ကြီးကရန်နိုင်ကိုဒေါသထွက်ပြီးပြောလိုက်ပါတယ်။ဟေးယောမင်းကခေါ်တော့လည်းမထူးဘူးကွာ။ဟိုမင်းက စစ်လေခိုးတော်နေမှန်းသိလို့တမင်လောက်တာကွာမေးကွာတူတူကွာအမေကြားသွားလိမ့်မယ်အေးပါအေးပါရှင်နေရှင်နေဘာလာလောက်တာလဲကွာအေးကွာဟိုကျော်လေးရဲ့အိမ်ကိုသွားကုန်လို့မင်းကိုလာခေါ်လာညနေမှာသွားမှာဆိုညနေဆိုရင်ဘာမှလုပ်စရာမရှိမှာဆိုလို့ဒီတိုင်းသွားထိုင်ပြီးတော့ပြန်မလာခြင်းမို့လေအေးဟုတ်တော့ဟုတ်တယ်ကွာကဲကဲကဲဟုတ်တယ်လုပ်မနေနဲ့သွားမယ်လား ဇော်ကြီးလည်းအေးအေးလိုပြောပြီးတော့အင်္ဂါထဲမှာပြန်ဝင်နေတာကြောင့်ဟေးယဘယ်ထဲပြန်ဝင်တာလဲကွာဟေးယခုနကမင်းလောက်တာနဲ့ရေမစိရသေးဘူးကွာပြောလဲပြောပြီးအင်္ဂါတကားကိုစောင်းပိတ်ချလိုက်ပါလေဟင်းတော်တော်ညစ်ပတ်တဲ့ကောင်ရှင်နိုင်လည်းဘာမှဆက်မပြောနိုင်တော့ပဲအင်ရှိကိုထွက်လာပြီးတော့ဇော်ကြီးကိုစောင့်နေပြီးကျော်လေးရဲ့အင်ကိုပဲထွက်ခဲလိုက်ပါလေကျော်လေးတို့ရဲ့အင်ရှိမှာတော့မန်းတဲ့ထိုးထားပါလေ ဒေါ်ဂျင်လာအသက်65နှစ်မြေပြူနဲ့ရေးထားတဲ့ကြောက်တင်ပုံတစ်ချက်ကိုခြံစည်းရိုးမှာထောင်လျက်တွေ့လိုက်ပါတယ်။ဝိုင်းဝန်းကူညီလောက်ကင်သူတွေကရှုပ်ရှက်ခတ်နေပြီးရန်နယ်နဲ့ဇော်ကြီးခြံထဲဝင်လိုက်တော့ဖြောင်းနေလာကွာအိမ်မော်ကကြော်လေးကလှမ်းခေါ်လိုက်တာပါဒီကောင်မျက်နှာကိုကြည့်လိုက်တော့ဝန်နေချင်းအရေးရောင်ကတစမ်းမှမတွေ့ရပါဘူးခါတိုင်းထက်ကိုပို့ပြီးတော့ပြုံးနေတယ်လို့တောင်ထင်ရပါတယ်ဝန်နေစကားဘယ်ကစပြောရမှန်းမသိတဲ့ရုံမျိုးပါ ဒါနဲ့ဇော်ကြီးနဲ့ရင်နိုင်လေအိမ်မော်ကိုတက်ခဲလိုက်ပါတယ်။အိမ်မော်ရောက်တော့ကျော်လေးရဲ့အမေကသူ့အမေလောင်းသားမှာဂုံ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 နဲ့ကြောက်ခိုင်းပြီးထိုင်နေတာကိုတွေ့လိုက်ပါတယ်။ဒါနဲ့ဘာရီလှုပ်ရှုပ်နေလဲဆိုပြီးတရားကြည့်လိုက်တော့သူ့ရဲ့အမေကိုတနခါလိမ့်ပေးနေတာပါ။ကျော်လေးအမေရဲ့မျက်နှာကတော့ဝမ်းနေခြင်းပူဆွေးခြင်းတွေကအတိပါ။ဟေ့ငါတို့ဘာလို့ကူရအောင်မလဲဟုတ်ရတယ်မလို့ဘူးကွာရက်ွက်ထဲကနာရေးကူညီမှုအဖွဲ့ကအာလုံးလိုလေသေးမရှိလှုပ်ပင်းနေတယ် ဟုတ်ပါတယ်။ရက်ခွက်ထဲမှာအယုတ်လအမျက်မရွေး။နာရေးရှိပြီဆိုရင်တော့ကုညီတက်တဲ့ကိုကြီးတန်းစော်တို့နာရေးကုညီမှုအဖွဲ့ကိုတွေ့လိုက်ပါတယ်။ညကျရင်မင်းတို့ညောင်ငါနဲ့လာအိတ်ကွာ။ဟမ်။ကျော်လေးရဲ့ပြောကိုအန်အောင်ဟန်နဲ့အတန်ထွက်လာတဲ့သူကဇော်ကြီးပါ။အေးလေလူရင်တော့လာပြီးအိတ်ပေးမှာပေါ့။ရန်နိုင်ကကြားဖြတ်ဝင်ပြောလိုက်ပါတယ်။အေးကွာမနေ့ကိုစောစောဖုန်းကြီးပင်းဖို့ရှိတယ်။ဒီတော့မင်းတို့ဆိုင်ွယ်တွေပါယူခဲ့ကွာ။ ဘုန်းကြီးကလေးပါပင်ထားတယ်ကွာအေးဟိုဘက်အင်ကအကိုကလည်းသူလည်းလိုက်မယ်ဆိုတော့မင်းတို့နဲ့ဆိုလေစီကြပြီလေဟေးဘုန်းကြီးကငါးပါမဟုတ်ဘူးလားကွာအေးလေငါးပါလေညနေလောက်ဆိုအဖွာတိတ်ကထထားတယ်ဘုန်းကြီးလာမလေအဲ့ဒါဆိုငါးပါကွာဩဘုန်းကြီးကနေကလေရန်တိုင်းစကားပြောနေရင်လေဇော်ကြီးရဲ့မျက်နှာပြက်နေမှရှေးမိပြီးတော့အသာလက်ကုပ်နေရပါတယ်မင်းလောက်ချာရှိတာလောက်လေဟိုငါတို့ကုလုပ်ပေးမှာပါ အေးရပါလေကွာနေစမ်းပါညပဲလာပြီးအိပ်ပြီးမနေ့ကတော့ငါနဲ့ဘုံကြီးလေးပါပင့်မေးကွာအေးပါအေးပါခဏလေးကွာငါတို့ဘာလို့လဲဆင်းမေးလိုက်အောင်မေးအေးကြော်လေးထွက်သွားတော့ဟေးရမင်းဘာဖြစ်နေတာလဲငါမအိပ်ချင်ဘူးကွာမင်းလည်းငါအကြောင်းသိရတာနဲ့ဟုတ်ပါတယ်ဇော်ကြီးကတော့တရေကြောက်တတ်ပါတယ်ဟေးကောင်းမလားကွာတခြားလူတွေလည်းရှိနေတာပဲကွာဇော်ကြီးကငြင်းနေပါတယ် ။ဂျန်နိုင်တို့၃ရောက်ထဲမှာတော့ဇော်ကြီးကလူကောင်အကြီးဆုံးဖြစ်ပြီးကြောက်တက်လိုက်တာလေသူပဲဖြစ်ပါလေ။ကဲလာကွာအောက်ဆင်းပြီးတော့လှုပ်ရှားရှိရလှုပ်ရအောင်။ဂျန်နိုင်ကဇော်ကြီးကိုခေါ်လိုက်ပြီး အောက်ကိုဆင်းဖို့လှုပ်လိုက်ပါလေ။မဆင်းခင်မှာတော့ကျော်လေးကအဖွားရဲ့အလောင်းကိုလှမ်းပြီးတော့ကြိလိုက်ပါလေ။ဟာဂျန်နိုင်တော့လှန်သွားပါလေ။ခုနကကျော်လေးရဲ့အမေအန်ဒီတီတာကသူ့ရဲ့အမေဒေါ်ကျင်လာကိုဝမ်းနဲ့ပူဆွေးမှုတွေနဲ့စိတ်နဲ့လူနဲ့မကက်ပဲတနခါလူထားတာကြောင့်အဖွားဒေါ်ကျင်လာရဲ့မျက်နှာက တနခါအဖွေးသားနဲ့တနခါတွေကိုတပုတ်တန်နဲ့မညီပဲဒီတိုင်းလက်နဲ့လူပေးထားတာကြောင့်တနခါချောက်သွားတော့ဖွေးပြီးတော့မညီမညာဖြစ်နေပါတယ်။အန်ဒီတီတာရဲ့ပူဆွေးမှုတွေကြောင့်အလုံးကဒီတိုင်းကြည့်နေရတာပါ။ရှင်နယ်ရဲ့ရှေ့ကဖြတ်ပြီးကြော်တက်သွားတဲ့သူကဇော်ကြီးပါ။သူကအင်အောက်ကိုတုတ်ချေတင်ဆင်းသွားပါတယ်။ရှင်နယ်လည်းဇော်ကြီးနောက်ကလိုက်ရင်နဲ့အင်ရှင်မန်းနဲ့ထဲကိုရောက်တော့ရက်ွက်ထဲကလူကြီးတွေစကားပြောနေတဲ့ကြော်လေးရဲ့နားကိုရောက်သွားပါတယ်။မနဲ့ဖုန်ကြီးပင်မုန်နဲ့ဘေးနေချမဲကုသွင်းမာလာမိတဲ့ဂျုံမာလာမင်းမြန်နေကြတာပါ။ တချို့ကလည်းအဖွားတော်ကျင်လာဖရာတရားမြဲတဲ့အကြောင်းစေတနာကောင်းတဲ့အကြောင်းကုသိုလ်ရရောတဲ့အကြောင်းစုံနေအောင်ပြောဆိုနေကြပါလေအဖွားတော်ကျင်လာဆုံးသွားခြင်းကတော့တွေးတိုးပြီးတော့မူးတယ်မူးတယ်လို့ပြောပြီးလဲကြသွားတာပါအဲ့ဒါနဲ့အတူပဲအသက်ပါပတ်သွားတာပါရန်နိုင်တဲ့ဇော်ကြီးလေနာရေးကူညီမှုအတင်းကအကိုရီနဲ့လောက်ကင်ကြရီကိုကူညီပြီးတော့လောက်ကင်ပေးနေပါတယ်ည9နာရီလောက်ရောက်တော့ရန်နိုင်တို့လည်းတီရှော့ကိုထိုင်လိုက်ပြီးကျော်လေးတို့အိမ်မက်ကိုဆိုင်ငယ်မောင်းပြီးထွက်ခဲ့ပါတယ် တီးဆိုင်မှာလေဇော်ကြီးကတက်စကန်ထားလိုက်သေးပါတယ်။ယောမင်းကကြော်လေးဖွားမျက်နှာကြီးကကြောက်စရာကြီးကွာ။ဩမင်းကလေသူသမီးအန်ဒီတီတာကတဏ္ဍာခါလူပေးတာများသွားလို့ပါကွာ။မတည်ဘူးကွာ။ငါမျက်စီထဲမှာမျက်နှာဖြူဖြူကြီးမြင်ရောင်နေတာကွာ။ကြော်လေးတို့အိမ်ကိုရောက်တော့ညာဦးပိုင်းလေးဖြစ်တာကြောင့်ရက်ွက်ထဲကလူတွေနဲ့ဝင်လိုက်ထွက်လိုက် ရှုပ်ရှက်ခက်နေပါတယ်။ရန်တိုင်းတို့နှစ်ယောက်လည်း အင်းရှင်မနဲ့ထဲမှာပဲဝင်ထိုင်လိုက်ပြီးတော့ကြော်လေးကိုတော့မတွေ့ပါဘူး။သိမကြခင်မှာပဲဆိုင်ငယ်တစည်းနဲ့နောက်ကဖုန်ကြီးတစ်ပါးကိုတင်ပြီးတော့ကြော်လေးကပြန်ရောက်လာပါတယ်။သူ့ရဲ့ဘွားတိတ်ကထပ်ပေးထားတဲ့ဖုန်ကြီးဆိုတာဖြစ်မယ်လို့ထင်ပါတယ်။ကြော်လေးကဖုန်ကြီးကိုအိမ်ပေါ်ပင့်သွားပြီးတော့လှမ်းပြီးတော့မခေါ်တော့ပါဘူး။15မိနစ်လောက်နေမှကြော်လေးကအင်းရှင်ထွက်လာပါတယ်။ဖျောက်နေရောက်နေတာကြာပြီလားကွာ။အော်မကြသေးပါဘူးကွာအခုလေးပါပဲ။အေးကွာငါလည်းဖုန်ကြီးကိုတွားကြုံနေတာ ကားတော့ကြလို့ကြာနေတာကွာအေးတွေ့တယ်ကွာမင်းအပေါ်ကိုဖုန်းကြီးနဲ့ပါသွားလို့လက်မခေါ်တာကွာအေးမင်းတို့ထမင်းစားကြမယ်လေလာငါလည်းစားကြမယ်အနေနေနေငါတို့စားပြီးမှထွက်လာတာကွာအာမင်းတို့ကလည်းဒီမှာစားတာမဟုတ်ဘူးရပါတယ်ကွာမနေ့ပြန်မှပဲစားတော့မယ်မင်းတော့လေမစားရတဲ့ရင်လည်းတော့စားလိုက်တော့ဒါဆိုလည်းခဏထိုင်အောင်ကွာငါတော့ပြီးစားလိုက်အောင်ပဲဟုတ်မင်းတို့စားတယ်ဆိုရင်လည်းအချိန်မြေးပြောနော်ကဲရော့စေးလေး ကြော်လေးပေးတဲ့စလေးဘူးကိုဇော်ကြီးကလမ်းညွှန်လိုက်ပါတယ်။ရန်နိုင်တို့လည်းစကားပြောရင်းနဲ့အချိန်ကကုန်မမ်းမတီကုန်လာပါတယ်။ကြော်လေးလည်းထမင်းစားပြီးပြန်ရောက်လာတာကြောင့်စကားဝိုင်းကပို့ပြီးတော့လူဆောင်သွားပါတယ်။စကားကတော့တောင်ရောက်လိုက်မြောင်ရောက်လိုက်နေပါ။အချိန်တွေကလည်းကုန်လာပြီးတော့မန်းနဲ့ထဲကလူကလည်းရှင်းတဲ့ရှင်းလာပါတယ်။နာယီကလည်းစေနာယီထိုးတော့မှာပါ။တော်သေးတယ်ကွာမိုးမရွာသေးလို့စကားလမ်းကြောင်းပြောတဲ့သူကကြော်လေးပါ။ကြောက်ကအောက်ကချင်းကိုက်တွေကအပေါ်တော့ကြမယ်။ အပေါ်မှာဝိုင်းနေရှိတယ်ကတွားကြည့်ကြောင်းပဲအာဒီမှာပဲနေမယ်ကွာအပေါ်ကလူရှုပ်တယ်ကွာညင်လိုက်တဲ့သူကတော့ဇော်ကြီးပါ သူ့ဘော်ကိုမတက်ချင်နိုင်ပဲလူရှုပ်တာကိုအကြောင်းပြနေတာပါကဲပါကွာလာစမ်းပါဝိုင်းနေကိုတွားပြီးကြည့်ရအောင်ကွာအိမ်ပေါ်မှာဖဲဝိုင်းကြီးဖို့ကြော်လေးကခုံနေတာကြောင့်ရန်နိုင်ကထားလိုက်ပါတယ်မင်းမလိုက်ချင်လဲကြံခဲ့လေတမင်မဲရန်နိုင်ကဇော်ကြီးကိုညှိလိုက်တာပါဒီခါကျတော့လေဇော်ကြီးကထပြီးလိုက်လာပါတယ် အိမ်မော်ကိုတက်လိုက်တော့ဖះခဲမှာတော့ဘုံကြီးတစ်ပါးကကျင်းနေပါတယ်။ချင်းရင်ဘက်မှာတော့ဖဲဝိုင်းကိုတွေ့လိုက်ပါတယ်။ရက်ွက်ထဲကလူလက်ပိုင်းတွေကဝိုင်းနေတာပါ။မသာဆောင်ရင်ကနေပြီးတော့အပြော်ရိုက်နေတဲ့ဖဲဝိုင်းမှာဘုံကြီးကလည်းရှိနေတာကြောင့်မစူးညံ့ပါဘူး။အဖွားတော်ကျင်လာအလောင်းကတော့အလေမှာဖဲဝိုင်းနဲ့ငါးဘီလောက်ပဲကွာပါသေး။ရှင်နိုင်တို့လည်းဖဲဝိုင်းမှာထိုင်ရင်းနဲ့ငေးဘီကြည့်နေပါတယ်။ဇော်ကြီးကတော့ဂျောင်းကိုကတ်နေတာပါ။ရှင်နိုင်လည်းဖဲဝိုင်းကိုကြည့်ရင်းနဲ့အဖွားတော်ကျင်လာရဲ့အလောင်းကိုလှမ်းပြီးကြည့်လိုက်ပါတယ်။ ဆောင်းမအိုထားတာကြောင့်မနက်ကလိုပဲတနခါအဝေးသားဖြစ်နေလို့ပြုံးနေလိုက်ပါတယ်။အချိန်ကလည်းကုန်မမ်းမတိကုန်လာပြီးတော့ညတနားခွဲတော်ကြုံသွားပါပြီ။ရန်တိုင်းလေကြည့်နေရင်လည်းမျက်လုံးတွေဆင်းလာပါတယ်။ဇော်ကြီးကိုကြည့်လိုက်တော့ဆေးလေးကိုခဲပြီးမျက်လုံးကပြူးကျနေပြီးတော့ကြောက်စိတ်ကြောင်လာဖေးဝိုင်းကိုအာယုံရောက်နေလို့လားမသိပါဘူး။ဒီချိန်မှာပဲညီတဲ့လိုလိုအတန်တခုကြားလိုက်ရပါတယ်။ရန်တိုင်းရဲ့နောက်ကကြားရတာပါ။ ဟာစတင်ပြီးတော့အတန်ထွက်လာတဲ့သူကဇော်ကြီးပါဇော်ကြီးကိုလှမ်းပြီးကြည့်လိုက်တော့ညလုံးကပြူပြီးပါဇက်အဟောင်းသားနဲ့စစ်လေးတို့ကထွက်ကြသွားပါလေတတတရေကွာရောအတန်ကထစ်ထစ်အားအားနဲ့ဇော်ကြီးရဲ့ပါဇက်ကထွက်လာပါလေဇော်ကြီးကြည့်နေတဲ့နေရာကိုဖဲဝိုင်းကလူတွေနဲ့ရန်တန်ရောကြော်လီရောဝိုင်းပြီးကြည့်လိုက်ပါလေအာအတန်ဇိုးကြီးနဲ့ငေတန်ပေါအော်တန်ကြားလိုက်ရပါတယ်။အော်လိုက်တဲ့သူက ဖေးဝိုင်းကရက်ွက်ထဲကကိုထွေးပါ။ ကိုထွေးကိုဝိုင်းမိကြည့်လိုက်တော့တင်မောင်းကိုကြွပြီးပို့နေပါရဲ့ခုနကဇော်ကြီးပဆက်ကထွက်ကြတဲ့စစ်လေးတို့ကသူ့ရဲ့တင်မောင်းအောက်ကိုလိမ့်ပြီးကြာသွားတာပါတင်မောင်းကိုစစ်လေးမီးပူလောင်ပြီးငေတိုင်ငေရင်နဲ့ထအောင်လိုက်တာပါဒီခါမှာတော့ဖျားစင်ရှိမှအိနေတဲ့ဘုံကြီးတော်လှမ်းပြီးနိုးသွားပါတယ်ဟာဘာဖြစ်ကြတာလဲကွဘုံကြီးကဖဲဝိုင်းကိုခေါင်းထောင်ကြည့်ရင်းနဲ့အော်မေးလိုက်တော့အာလုံးကဘသူမှပဲပြန်ပြီးတော့အဖေမပေးခင်ပါပဲညီတန်တို့အတန်ကြီးကထက်ပြီးတော့ကြားလိုက်ပြန်ပါတယ် ကြားတဲ့နေရာကိုအားလုံးရဲ့အကြည့်တွေရောက်သွားတော့အဖွားတော်ကျင်လာရဲ့အလောင်းကပါအလောင်းကလှုပ်နေပါတယ်ခေါင်းကလည်းဟိုဘက်ရန်လိုက်ဒီဘက်ရန်လိုက်ဖြစ်နေပါတယ်အားလုံးကတော့အံ့ဩမင်တက်သွားပြီးရန်တိုင်းကလည်းကြက်သိန်းတွေထလာပါတယ်ကြည့်နေရင်းနဲ့ပဲအလောင်းကိုခြုံထားတဲ့စောင်းတွေကထက်ပြီးလှုပ်လာပြန်ပါတယ်ပြီးတော့ညီသန်တွေကလည်းထက်ပြီးတော့ထွက်လာပြန်ပါတယ်ဒီခဏမှာပဲအဖွားတော်ကျင်လာကခေါင်းကလည်းထောင်းလာပါတယ်ရန်တိုင်းလည်းကြည့်နေရင်းနဲ့ခေါင်းနှမ်းနဲ့ကြီးလာပြီးတော့ ကြက်တင်းတွေကလည်းချလာပါတယ်။အဖွားတော်ကျင်သားရဲ့မျက်နှာကကြောက်စရာကောင်းနေပြီးတနက်ခါးတွေနဲ့ဖွေးဆုပ်နေတဲ့မျက်နှာကြီးကမျက်လုံးတွေပွင့်လာပြီးဗဇက်ကလည်းဟာစီဟာစီနေပါ။ဟာဟာတေးရဲ့တေးရဲ့အာအမလေးအမလေးတေးရဲ့တေးရဲ့တန်မျိုးစုံနဲ့ဖဲဝိုင်းကလူတွေကအော်လိုက်ပြီးအိမ်မော်ကနေဝယုံတုံးကနေပြေးပြီးဆင်းကြပါတယ်။ရန်တိုင်းလည်းအများနည်းတို့ပဲအိမ်မော်ဝါကိုပြေးပါတော့တယ်။ဇွန်ကြီးကိုလိုက်ရှာလိုက်တော့ရှီဆုံးကအိမ်မော်ဝါကိုရောက်သွားပါပြီ။ အိမ်မောင်မှာတော့အိမ်မောင်ကလူတွေကစုပြုံနေတာကြောင့်ကြက်တွေတိုးနေကြပါတယ်။တချို့တွေကလည်းပြတင်းမောင်ကနေခုံချသွားပါတယ်။ဘာသူမအိမ်မှာတော့ငရေပွက်လိုက်တယ်လို့ပဲပွက်လုံးညံလို့သွားပါတယ်။អော်တဲ့သူကអော်တိုးတဲ့သူကတိုးနေစုညံလို့နေပါတယ်။ရန်နိုင်လည်းတိုးရင်တိုးရင်နဲ့အိမ်ရောက်ကိုရောက်သွားလိုက်တော့ဇိုကြီးကိုရှာလို့မတွေ့တော့ပါဘူး။ရန်နိုင်ရဲ့နောက်မှာတော့ကြော်လေးကကပ်ပါလာပြီးရက်ွက်လန်နဲ့អော်ပြီးပြေးတဲ့သူကပြေးကုန်ကြပါပြီ။ရန်နိုင်လည်းဖက်နဲ့တောင်မယူနိုင်ဘဲနဲ့ခြံဝကိုပြေးပြီးထွက်သွားပါတယ်။ခြံဝကိုရောက်တော့ တရေများနောက်ကပါလာသေးလားလို့လှမ်းမိကြည့်လိုက်တော့အင်ရှိပြတင်းမောက်ကနေလွာကနေခုံချလိုက်တာကအဖားတော်ကျင်လာတိတ်ခါထက်ပေးထားတဲ့ဘုံကြီးပါတင်ငန်းကြီးတကားကနေအမလေးလူအော်ပြီးခြံဝကိုပြေးထွက်သွားပါတယ်ရန်တိုင်းလည်းမနေတာတော့ပဲနဲ့နောက်ကျခြေတော့တစ္ဆပေါဆိုတဲ့အတိုင်းအိမ်ရောက်ကိုပြေးပါတော့တယ်ရက်ွက်လမ်းထဲမှာတော့ခွေရောလူရောစုညံလို့သွားပါတယ်ရန်တိုင်းအိမ်ကိုရောက်လို့ခြံတကားကိုကြော်တက်ပြီးအိမ်တကားကိုတဒုံလုံးနဲ့ထုလိုက်ပါတယ်ပါဇက်ကလည်း အမေအမေတကားမြင်မြန်ဖွင့်ပါဗျာအမေအမေတကားမြင်မြန်ဖွင့်ပါအမေကတကားလာပြီးဖွင့်ပေးပါတယ်ရန်နိုင်လည်းအိမ်ထဲကိုဝင်ပြီးတော့တကားကိုဝုံကနေစောင်းပိတ်လိုက်တော့ရန်နိုင်တကားဖွင့်မအောင်ကငါပါငါပါအိမ်ရဲ့ပြင်မကဇော်ကြီးရဲ့အတက်မှာဟဲ့ရန်နိုင်လို့ကငါအိမ်ကလူတွေမနှိုးသေးလို့မင်းအိမ်ဘက်ကိုပြေးလာတာကွာဟေ့အောင်ရန်နိုင်ကတကားဖွင့်ပေးလိုက်ပါတယ်ဇော်ကြီးအထက်ကိုရောက်ပြီးတကားကိုပိတ်ပြီးတော့ကြက်ထိုးယုံရှိသေးမှာပဲ တကားကိုထုတဲ့အတန်ကထက်ပြီးတော့ထွက်လာပြန်ပါလေ။ရန်နိုင်နဲ့ဆိုကြီးလေးတယောက်မျက်နှာတယောက်ကြည့်ပြီးတော့မျက်လုံးတွေပြူပြီးလှမ်းနေပါလေ။တကားကလည်းအတန်ထက်ပြီးထွက်လာပြန်ပါလေ။တကားတန်နဲ့နောက်ကထွက်လာတဲ့အတန်ကိုကြားလိုက်ရတဲ့အခါမှာတော့တကားလေးကျုပ်ပါဗျာတကားဖွင့်ပေးပါကျုပ်ဖုံးကြီးပါဗျာတကားဖွင့်ပေးပါရန်နိုင်သဘောပေါက်လိုက်ပါလေ။အတန်ကတော့အဖွားတော်ကျင်လာရဲ့ဖုံးကြီးပါ။အခုဆိုရင်တော့အဖွားတော်ကျင်လာတည်းရဲ့ကဖုံးကြီးရဲ့နောက်မှာပါကျင်ပါလာနိုင်ပါလေ။ဒါနဲ့ မဖွင့်ဘူးဗျာအလုပ်ပါတကားလေးရေလုပ်ပါဟင်းမဖွင့်ဘူးဗျာပြောလဲပြောရန်နံနဲ့ဆိုကြီးကတကားကိုထိုင်းကန်တွန်းထားပါလေရန်နံရဲ့အမိကတော့ရန်နံနဲ့ဆိုကြီးရဲ့အဖြစ်ကိုကြောင်ကြည့်ပြီးတော့စကားတော်မပြောနိုင်တော့ပါဘူးဒီချိန်မှာပဲအိမ်ကန်တွေကရန်နံရဲ့အဖေကဓမီကိုကင်ပြီးထွက်လာပါလေရန်နံနဲ့ဆိုကြီးကတကားကိုစုံကန်တွန်းနေတာကိုကြည့်ပြီးတော့ဘာတွေဖြစ်နေတာလဲကွာတကားလေးဖွင့်ပါဗျာလုပ်ပါဗျာတကားဖွင့်ပေးပါ အပြင်ကဘသူလဲရန်နိုင်ဖုန်ကြီးဘာဘဲကဖုန်ကြီးလဲဒကာလေးဖွင့်မေးပါကွာဟေးဒကာလေးအဖွားတော်ကျင်လာရဲ့ဖုန်ကြီးပါဟာမင်းတို့ဘာတွေလှုပ်ထားပြန်ပြီလဲကွာဒကာဖွင့်မေးလိုက်ဟာအဖေဟေးဟာအခုဖွင့်စို့ဖွင့်မေးလိုက်လေရန်နိုင်နဲ့ဇော်ကြီးလဲဒကာနာကခွာလိုက်ပါလေဒကာကိုဖွင့်မေးတာတော့မဟုတ်ပါဘူးဒကာနာကနေခွာပြီးရန်နိုင်အမိနောက်ကိုနှစ်ကောင်သားပြေးပြီးတော့ကတ်လိုက်တာပါဟာကွာဒီကောင်တွေတော့ ပြောလဲပြော တကားချက်ကို ဖွင့်ပေးလိုက်ပါတယ်တကားချက်ကိုဖွင့်နေတော့မှတော့ဇိုကြီးကမျက်လုံးမိတ်ထားတာသိကြပါတယ်တကားကိုဖွင့်လိုက်တာနဲ့အိမ်ထဲကိုရေခင်းတဲ့အရေးတခုကပြေးပြီးဝင်လာပါတယ်ဝင်လာတဲ့သူကဘုန်းကြီးပါအိမ်ထဲရောက်လို့တေချာကြည့်လိုက်တော့ဘုန်းကြီးမှအပေါ်ယုံတင်ငန်းမပါတော့ပါဘူးရန်တန်ရဲ့အဖေလည်းအိမ်ထဲမှာမော်တော်ကောနဲ့အပေါ်ယုံတင်ငန်းမပါတဲ့ဘုန်းကြီးကိုပါဇက်အဟောင်းသားနဲ့ကြည့်နေပါတယ်ရန်တန်လည်းဘုန်းကြီးအိမ်ထဲကိုရောက်လို့အိမ်မြင်ကိုမရေတရေလှမ်းကြည့်လိုက်ပါတယ် အဖွားတော်ကျင်လာရဲ့တရေများလိုက်လာမလားလို့ပါဟာရန်တိုင်းတွေ့လဲရတဲ့မြင်ကွင်းကြောင့်သပင်ဝေးတွေထောင်သွားပါတယ်ကျသိမ်းဝင်းကြီးနေလဲထထသွားပါတယ်ချန်စီရို့မှာတော့မဲမဲကြီးပါအိမ်ထဲကိုလှမ်းပြီးကြည့်နေတယ်လို့ရန်တိုင်းကလည်းမျက်လုံးစုံမိတ်ပြီးတော့အဖေဟိုမှာတေးရတေးရတေးချန်စီရို့ကိုလက်ညှိုးထိုးပြီးတော့ငေတန်ပါအောင်အော်နေပါတယ်ရန်တိုင်းရဲ့ဖခင်လည်းဖုန်ကြီးကိုအံဩစွာကြည့်နေတော့မှာတော့ တားဖြစ်သူရန်နံရဲ့အတန်ကြားလို့ကြည်လိုက်တော့ခြံစည်းရုပ်ကိုလက်ညှိုးထိုးပြီးတရဲလိုအော်နေတဲ့သူ့ကိုကြည့်ပြီးအိမ်မြင်ကိုဓမီနဲ့ထိုးပြီးကြည်လိုက်ပါလေဟင်ရန်နံရဲ့အဖေလည်းအံ့ဩမင်းသက်သွားပါလေဟာဒီကောင်တင်ကန်းကြီးဟာဖခင်ဖြစ်သူရဲ့ပြောတဲ့အကြောင်းတော့မှရန်နံတေချာကြည်လိုက်တော့ခြံစည်းရုပ်တိုင်မှာဖုန်းကြီးတင်ကန်းကချိန်နေတာပါဖခင်လည်းတင်ကန်းကိုသွားယူပြီးတော့ဖုန်းကြီးကိုပေးလိုက်ပါလေ ဘာတွေဖြစ်နေကြတာလဲကွာဘသူစီကမှအပြည့်အစုံမကြားရပါဘူးဘုံကြီးလည်းဖျားခန်းရှိကိုသွားပြီးတော့ငုတ်တို့ကြီးထိုင်နေပါတယ်ဇော်ကြီးကတော့ရန်တန်ရဲ့အမေနောက်မှာသူ့ရဲ့မဟာတရားခန္ဓာကိုယ်ကြီးကိုကြုံထားပါတယ်ရန်တန်ကတော့သူ့ရဲ့အဖေကိုကြောင်ပြီးကြည့်နေပါတယ်ဟေ့အောင်ရန်တန်ဘာဖြစ်တာလဲပြောစမ်းအအအဖွားတော်ချင်းလားရန်တန်တယောက်ဆက်ပြီးမပြောတတ်တော့ပါဘူးအထစ်ထစ်အားအားဖြစ်နေပါတယ်ဟာကွာဘာဖြစ်တာလဲတေချာပြောလीအ ဟုတ်အဘွားတော်ကျင်တာတရေချောက်လို့ဟေးဘာဖြစ်တာလဲတေချာရှင်းပြစမ်းကျန်နိုင်လေအဘွားတော်ကျင်လားလို့ဆိုပြီးတော့ဖြစ်ချောင်းကုန်စင်ကို ပြောပြလိုက်ပါတယ်ဒီခါမှပဲရန်နိုင်ရဲ့ဖခင်ကအကြောင်းစုံကိုတီးပြီးတော့အံဩသွားပါတယ်ဒီချိန်မှာတော့ကုဏန်ဝင်းကုဏန်ဝင်းကျွန်တော်ကိုထင်မိပါဗျခဏထပါအောင်အခွဲအုတ်ချုပ်ရည်မူရဲ့အတန်းမှာရန်နိုင်ရဲ့ဖခင်လည်းအိမ်မောဝကိုထွက်သွားလိုက်ပြီးတော့အော်ဟုတ်ကဲ့ကိုထင်မိဘာကိစ္စရှိလို့လဲဗျာ အရေးတော်ချင်လားအတုပါမှာဗျာခုနကရုံရင်ဆိုင်ခဲ့ဖြစ်လို့ရန်ဖြစ်တာလားမသိဘူးဗျာသွားပြီးကြည့်အောင်ခဏလိုက်ခဲ့အောင်ဗျာရက်ခွက်အုပ်ချုပ်ရေးမှုရဲ့နောက်မှာတော့လူသုံးယောက်လည်းပါပါတယ်အော်ဟုတ်ကဲ့လိုက်ခဲ့မယ်လေအေးဗျာအားတော့နားပါတယ်ခမ ्या အိမ်တကားပွင့်ပြီးမီးလင်းနေလို့ခေါ်လိုက်တာဗျာရပါတယ်ဗျာလိုက်ခဲ့ပါမယ်ခဏလေးနော်ရန်နိုင်ရဲ့ဖခင်ကရန်နိုင်တို့ဘက်ကိုလှည့်ပြီးတော့မင်းတို့ဘဲမမသွားနဲ့ဒီမှာပဲနေ ပြီးတော့ဘုန်းကြီးဘက်ကိုလက်အုပ်ချပြီးအရှင်ဖျားခဏလေးပါဖျားဘယ်မှမကြောက်ပါနဲ့ဦးဖျားတပည့်တော်ပြန်လာအောင်ဆောင်းမအောင်ဖျားဩဟုတ်ကဲ့ဟုတ်ကဲ့အတန်ကရုံရင်နဲ့ဘုန်းကြီးစီကအတန်ထွက်လာပါတယ်ရင်တိုင်းလေးဖခင်ထွက်သွားပြီးတော့အင်တကားကိုပိတ်လိုက်ပြီးဖျားစင်ရှိကိုသွားပြီးတော့ထိုင်နေလိုက်ပါတယ်စောကြီးကိုလှမ်းခေါ်လိုက်မှကျောင်းထဲမှာကက်နေရာကနေရန်နိုင်နာကိုလာပြီးတော့ထိုင်ပါတယ်ရန်နိုင်ရဲ့အမိကတော့ ဖုန်းကြီးကိုရင်ွေးကပ်ဖို့မိဖို့ကြောင့်ကိုရင်ွေးအိုးတဲထွက်သွားပါလေရန်နာရေတာရန်နာရေအင်ရှင်မဇော်ကြီးရဲ့အမိတန်ကိုကြားလိုက်ပါလေဗျာအန်ဒီလာလေရန်နိုင်လေအင်တကားကိုဖွင့်ပြီးတော့အတန်ပေးလိုက်ပါလေမင်းတငယ်ချင်းမင်းစီမှာရှိလားရှိတယ်လေအန်ဒီဒီမှာရှိတယ်ဒါဆိုခုနအိမ်တကားကိုဝုံတိုင်းကျဲထုသွားလာဘသူလဲ။ဟိုကြီးရဲ့မိကအိမ်မော်တက်လာရင်လည်းပြောလိုက်တာပါ။တားပါမိမိရေခုနကခေါ်တာမရလို့ရန်နိုင်တို့အိမ်ကိုဆက်ပြီးပြေးလာတာ။ တားရဲ့မေမေခုနခေါ်တာခေါ်မရလို့ရန်နိုင်အိမ်ကိုဆက်ပြေးလာတာဇော်ကြီးရဲ့မိကအိမ်မော်ကိုတက်တက်ချင်းမှပဲသူ့သားကိုစိတ်ပူတဲ့အကြောင်းရှီလျားစွာပြောပြနေပါတယ်ပြီးမှပဲဖျားခက်မှာထိုင်နေတဲ့ဘုန်းကြီးကိုမြင်လိုက်ပြီးတော့ဥချကတော့လိုက်ပါတယ်ဒီနောက်မှာတော့ရန်နိုင်လည်းအကြောင်းစုံကိုဒုတိယအကြိမ်ထပ်ပြီးတော့ရှင်းပြလိုက်ပါတယ်ရှင်းပြနေတုန်းမှပဲအမေကလည်းရင်ွေးအိုးကြက်တာကြောင့်ဘုန်းကြီးကိုရင်ွေးလာပြီးကက်ပါတယ်အချိန်က မနက်9နာရီထိုးတော့မှာပါ အမေနဲ့ဇော်ကြီးရဲ့အမေကစကားဆက်ပြီးကောင်းနေကြပါတယ်။ဘုန်းကြီးကတော့နှကန်းကနေပွားစီပွားစီနဲ့ဖျားစာတွေရွတ်နေပါတယ်။ဇော်ကြီးနဲ့ရန်နိုင်ကတော့ညင်ညီလို့ပါ။မနေ့ကနေ့ခွဲလောက်ရောက်တော့ရန်နိုင်ရဲ့ဖခင်ကပြန်ပြီးရောက်လာပါတယ်။အိမ်မော်တက်လာတာကိုအားလုံးကဝိုင်းမီကြည့်နေပါတယ်။ကဲဝမ်းသာစရာပဲဟေး။ဒေါ်ကျင်တော့မသေးဘူးဟ။သတိပြန်လဲလာတာလေ။ဟင်ရန်နိုင်နဲ့ဘုန်းကြီးစီကထွက်လာတဲ့အန်ဟောချင်းအတန်းမှာ ဘလို့ဖြစ်တာလဲကိုနိုင်ဝင်။စော်ကြီးအမေရဲ့အမေကိုတော့ရန်တန်ရဲ့ဖခင်ကဒီလိုဟေးဆိုပြီးတော့အကြောင်းစုံရှင်းပြလိုက်ပါတယ်။တကယ်တော့အဖွားတော်ကျင်လာကမသိပါဘူး။တွေ့လို့ပြီးတော့တတိလက်သွားတာပါ။သူရဲ့သားသမီးတွေကတေးပီထင်ပြီးတော့ဗေးတဲ့အင်ကျော်ကနာရီကူညီမှုအဖွဲဝင်တွေကိုအကြောင်းကြားလိုက်တာပါအဖွဲကလည်းအဖွားတော်ချင်းလာတေးပီအမှတ်နဲ့ရေချိုးပြီးအဝတ်တွေတောင်လဲပေးလိုက်ပါတယ်အဲ့ဒီရေချိုးပေးတဲ့အထဲမှာတော့ရက်ွက်ထဲကရတမာဖိုးထွန်းကလည်းအတော်ကြီးတေတာကလည်းတေတာနဲ့မတူဘူးနော် အသက်ရှင်နေတယ်လို့ပဲလို့တောင်ပြောလိုက်သေးတယ်လို့ပြောပါတယ်။ဒါကတော့အရက်သမားကမူယူပြီးပြောတယ်ထင်ပြီးတော့ဘသူကမှအေးမလို့ကြပါဘူး။ညာကသူတတိယလာတော့လက်တွေခြေထောက်တွေကိုချိန်မှချင်းလက်မှချင်းကြိုးချီထားတော့လှုပ်လို့မရဖြစ်နေပါတယ်။သူကတတိယရရချင်းမှပဲရေးစားလို့ညီးတာကိုတရေ၆တဲထင်ပြီးတော့အာသူဘဆောင်တဲ့လူတွေအကုန်လုံးကထွက်ပြေးကြတာပါ။အဲဒီလိုကွာတိန်လုံးကရေရွတ်တဲ့ဖြစ်နေလို့သူ့ရဲ့သမီးနိုးလာပြီးသူ့အမေမသေးတဲ့အကြောင်းသိလိုက်ရတာပါ။ဒါနဲ့ အတူပါရှိဖို့တရားနာဖို့ကိစ္စလည်းအစီအစဉ်ပြောင်းပြီးတော့အလှူတွေလုပ်လိုက်ရပါတယ်။တရားဟောတဲ့ဆရာတော်ကအဖားတော်ကျင်လာရဲ့ဘုန်းကြီးပါ။ဘုန်းကြီးလည်းတရားဟောလဲပြီးရောနေစွန်းတော်ဆောင်းမစားတော့ဘဲနဲ့နေချောင်းကိုတပါးလေးပြန်ကြွားသွားပါတယ်။မပြန်ခင်မှာတော့ဒီတစ်ခါတကယ်ဒီမှပင်တော်လို့ဆိုပြီးပြောသွားပါတယ်။အဲ့ဒီညာကကန်ဆိုးသွားတာကတော့ကြော်လေးပါ။ကြော်လေးပြောက်သွားပြီးတော့မနဲ့သူဖွားမတည်ဘူးဆိုတာသိလို့အိမ်ပြန်လာတော့မိမပါခိုးလာခဲ့ပါတယ်။သူနောက်ကပါလာခဲ့တာကတော့ ရက်ခွဲတွေကအပြူကြီးမခင်လာပါအသက်က38လောက်ရှိနေပြီကြော်လေးနဲ့ဆိုရင်တော့အသက်16နှစ်လောက်ကွာပါတယ်အဖြစ်ကတော့ကြော်လေးထွက်ပြီးတော့ပြေးမိပြေးရပြေးပါတယ်ရင်နိုင်တို့နဲ့ဆန့်ကျင်ဘက်ကိုပြင်းရင်နဲ့တွေ့ရချန်တဲ့ကိုပြေးပြီးဝင်လိုက်ပါတယ်ပြတင်းတကားပေါက်ကပွင့်နေတာနဲ့ကြောက်ကြောက်နဲ့ကြော်တက်လိုက်ပြီးဝင်တဲ့ပြတင်းပေါက်နာကခြေအောင်ထဲကိုဆွတ်ပြီးဝင်လိုက်တော့အပြူကြီးမခင်လာခြေအောင်ဖြစ်နေပါတယ်ဒါနဲ့အပြူကြီးကသူ့ခြေအောင်ထဲဝင်လာတဲ့ကြော်လေးကိုအလုံးမပေးတော့ဘဲသူ့ကိုယူရင်ယူ မယုံရင်အာဓမမုံနဲ့တရားဆွဲမယ်ဆိုတာနဲ့ကြော်လေးလေးအချက်မခွဲချင်တာနဲ့ယူပါမယ်လို့ခရီးပေးလိုက်ရပါတယ်။ဒါကတော့နောက်ပိုင်းမှာရန်နိုင်နှုံးနဲ့ကြော်လေးဆုံလို့တိုးတိုးတိတ်တိတ်တိလိုက်ရတာပါ။မနက်ခင်းရောက်တော့ကြော်လေးကသူမိမအသည်ဆက်ဆက်နဲ့အဖွားရင်ပြန်လာတော့သူမိမမခင်လာကကြော်လေးရဲ့အဖွားဒေါ်ကျင်လောက်ကိုမေးလိုက်တဲ့ပုံကကျေးဇူးရှင်ဖွားအားရှိသွားအောင်ဘာစားချင်လဲပြောအမီးလုပ်ပေးမယ်။ ုတ်ကဲ့ပါဗျာဒီနေ့မှတင်ဆက်ပေးခဲ့တာတော့စာရေးသူဝင်းတန့်ဖြိုးလန်ရေးသားထားတဲ့တရေပေးသောဖူးစာဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးခဲ့တာပါနောက်နေ့မှလည်းဒီလိုမျိုးဇာတ်လမ်းတွေအများကြီးကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုဆက်လက်ဆောင်မြောနားဆင်အားပေးကြပါအောင်ဗျာအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်တရားချင်းစီတိုင်းကိုကျွန်တော်တို့ရဲ့ channel ကနေကျေးဇူးအများကြီးတင်ရှိပါတယ်